အားလုံးပဲမင်္ဂလာပါခင်ဗျာ Medicate Soccer Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီနေ့လာနေ့ညမှာတော့ Premier League ပွဲကြံတစ်ပွဲ La Liga တစ်ပွဲ Serie A က Super နှစ်ပွဲရှိပါတယ်ကျွန်တော်ဒီဗီဒီယိုမှာအဲ့ဒီ၄ပွဲကို preview လုပ်မှာဖြစ်ပါတယ်မနေ့ညကတော့ကျွန်တော်တို့ဒီအဆင်ပြေခဲ့ရပါတယ်ဗျာတတူရဲ့ရောင်းပွဲလည်းတက်ပြီးတော့အောင်မြင်ခဲ့တယ်လို့ကျွန်တော်မှတ်ပါတယ်လည်းအဆင်ပြေခဲ့ရပါတယ်တော်တာနေ့တုန်းက Netherlands League က FC Twente နဲ့ Fortuna Sittard ကစားတဲ့ပွဲမှာ Fortuna Sittard ပေါ်ဒီကိုကျွန်တော်တို့ရွေးချယ်ခဲ့တာဖြစ်ပါတယ် စတဲ့နေ့ကတော့ဘီလာရီရဲ့နဲ့ဘီဘာအိုပွဲမှာ5အောက်ရွေးချယ်ခဲ့တာဖြစ်ပြီးတော့မနေ့ကရီယယ်ဘက်တစ်နဲ့အိုဆာဆူနာကစားတဲ့ပွဲ5အောက်ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီတစ်ပတ်လုံးကျွန်တော်တို့နေရာကျခဲ့ပါတယ်။ဒီနေ့မှလည်းသတူးရဲ့ရောင်းပွဲထွက်ပါနေပဲစိတ်ဝင်စားတဲ့သူတွေအောက်က comment မှာပါညာတွေပေးထားပါတယ်။တွားရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။ဘောလုံးပွဲတွေကိုလိုက်ရကြည့်ရှုပြီးတော့အထာကြကြကစားခြင်းနဲ့ညီကိုတွေကိုကြီးကျော်ခွန်ချစ်ကိုနဲ့တွားရောက်ဆက်သွယ်ပါဗျာ။ပေါင်ကုံကကိုကုံကုံသုံးကနေနေရှောက်တက်တက်ပါ။ Viber Telegram ကနေမေးလို့မြန်လို့ရပါတယ်။စီကံချက်တွေရှိပါတယ်ပေးပါမြန်ပါ။ကိုနဲ့အဲ့ဒီစီကံနေနဲ့အဆင်ပြေတယ်ဆိုမှငွေသွင်းငွေထုတ်တဲ့အဆင်ကိုသွားပါဗျာ။ကိုလူတွေနိုင်အောင်ကစားဖို့တာဝန်ယူပေးပါ။ငွေထုတ်ဖို့ကိုကိုကြီးကျော်ကတာဝန်ယူပေးပါလိမ့်မယ်။ဒီနေ့ကစားမဲ့စုပေါင်း၄ပွဲမှာအင်္ဂလန်ပရီးမီးယားလိဂ်က Everton နဲ့ Watford ကစားမဲ့ပွဲရယ်။ La Liga က Valencia နဲ့ Oviedo ကစားမဲ့ပွဲရယ်။အဲ့ဒီနှစ်ပွဲတည်ဘော်ဒီဂျေဝင်ရောအတူတူနဲ့ဖွင့်လာတာကိုထူးထူးခြားခြားတွေ့ရပါတယ်။ နောက်ထပ်တူတာတစ်ခုကအင်ရှင်အသင်းတွေကပဲ1.50ကျင်းဝင်ရိုးနဲ့ဖွင့်ပေးထားတာဖြစ်ပါတယ်။နောက်ထပ်ထပ်တူတာတစ်ခုက Everton အသင်းတွေ Premier League အမှတ်ပေးရမှာအဆင့်7ဖြစ်ပါတယ်။ Valencia အသင်းကလည်း La Liga အမှတ်ပေးရမှာအဆင့်7ဖြစ်ပါတယ်။ Watford အသင်းတွေ Premier League မှာအဆင့်16နေရာမှာရှိတဲ့အသင်းဖြစ်ပြီးတော့ Real Oviedo ကလည်း La Liga မှာအဆင့်16နေရာမှာရှိတဲ့အသင်းဖြစ်ပါတယ်။ဆိုတော့ဒီအချိန်လေးရရအောင်လုပ်တူနေတဲ့အချိန်မှာ ဂျေဝင်ရိုးရိုးဘော်ရီဂျေရအစ်စ်သတ်မှတ်ချက်ကိုတူနေတာဖြစ်ပါတယ်။ဒါပေမဲ့မတူတာကဒီသင်းတွေရဲ့ ranking မြောက် ranking ကိုသွားကြည့်မယ်ဆိုရင်တော့ Everton the club အသင်းအစ်စ်သတ်မှတ်ချက်28မှာရှိပါတယ်။ West Ham က46နေရာမှာရှိပါတယ်။ Valencia က65နေရာ65မှာရှိပြီးတော့ Real Oviedo က164နေရာမှာရှိပါတယ်။ဆိုတော့ဒါလေးကတော့ဒီသင်းတွေကြောင့်မှကွဲလွဲမှုပေါ့ဗျာ။ ranking နဲ့ကြည့်မယ်ဆိုရင်တော့ဒီနေ့ Everton ရဲ့ဂျေကပြင်းပြီးတော့ Valencia ရဲ့ဂျေကပြုတ်သွားတယ်။ ဆိုတော့ဒီနေ့ညမှာအောက်အသင်းလေးတဲကဘော်ရီဂျေတပွဲအောင်သွားတော့မျိုးဒါမှမဟုတ်နှစ်ပွဲလုံးအောင်သွားတော့မျိုးဖြစ်လာမယ်ဆိုရင်တော့အံ့ဩစရာမရှိပါဘူးဗျာ Everton နဲ့ Watson ကတနင်္ဂနွေခွဲပွဲ ဖြစ်ပါတယ်မနစ်ကရသည်ဒီနေ့တင်းတွေ့တဲ့ချိန်မှာတကူးစီတည်ကြတယ်ပွဲစဉ်29မှာတွေ့ခဲ့တာအဲ့ဒီပွဲမှာ Everton တင်းဒီတရင်နှုတ်90ဝင်ရောကနေမြန်မာကြီးတရင်နှုတ်80လောက်ထိပေးခဲ့တယ်ကိုပေါင်းကြီးကနှစ်အနှုတ်30ဆိုပြီးတော့ပေးခဲ့ပါတယ် ်ပထမပိုင်းမှာဂိုးမရှိတရေကြောက်ခဲ့ပြီးတော့ဒုတိယပိုင်းကျမှတစ်ဖက်တစ်ကိုယ်စီတွင်းပြီးတော့တရေကြောက်ခဲ့တာဖြစ်ပါတယ် Everton တင်းမှာနောက်ဆုံး Premier League ၄ပွဲဆက်ကြည့်အောင်ထားတယ်ဗျာအင်္ဂွင်နှစ်ပွဲကလာပြီးတော့နှစ်ပွဲလုံးကြည့်အောင်ထားတယ်တပွဲအပြည့်အောင်ပြီးတော့နောက်ထပ်တပွဲက50ရထားတာအင်္ဂွင်မှာကစားထားတဲ့စွပ်ပေါင်းနှစ်ပွဲလုံးမှာသူဂိုးပေါင်းအောက်ထားတယ် ပထမပိုင်းဆိုဒီသင်းမှာ5ရောက်ဖို့နည်းနည်းရုန်းကန်ရပြီးတော့ဒုတိယပိုင်းမှာဒီသင်းစီကတကူတေချာပေါက်မြှော်လင်းလို့ရတယ်ဒုတိယပိုင်းဆို Everton သင်းတွေကိုသွင်းအားရှိတယ်ဝက်ဆန်ကျတော့ Premier League 5ပွဲကစားပြီးမှတပွဲပဲသူကြည့်အောင်ထားတယ်အဝဲပွဲမှာ Nottingham Forest ကို0-3နဲ့နိုင်ခဲ့တဲ့ပွဲမှာသူကြည့်အောင်ခဲ့တယ်ဂျန်နယ်ပွဲတွေမှာသူကြည့်ကြတယ်မပရရအဲ့ဒီ Nottingham Forest ကစားတဲ့ပွဲမှာ Ancient Nottingham Forest အသင်းကနေ West Ham ကိုမပေးစဖူး1.30 body ကြေးပေးခဲ့တာ အဲ့ဒီပွဲမှာဝက်ဆမ်ကအောက်အသင်းက03နဲ့ဂျီအပြည့်ကိုအောင်သွားတာပဲ။ဘာကြောင့်ကျွန်တော်လောက်မှတ်မိနေရတာလဲဆိုတော့အဲ့ဒီပွဲမှာကျွန်တော်ကနော့တယ်ကိုရွေးခဲ့တာ။ရွေးခဲ့လို့ဂျွန်းမှာပြန်သွားတာ။ဒီပွဲမှာအေဗာတာဘက်ကနောက်ခံကစားသမား Braveway ဒီပွဲကိုလွှဲမယ်။ပြီးတော့ဝက်ဆမ်ကလည်းသူတို့ရဲ့အဓိကကွင်းလှည့်ကစားသမား Thomas Sochets ဒီကစားသမားလည်းလွှဲပါမယ်ဗျ။ပွဲပယ်ပြစ်တာကြောင့်လွှဲမှာဖြစ်ပါတယ်။ ီဘော့တဲ့ပေးထားတဲ့စတဲ့ချင်းမှာဝက်ဆမ်ကနေဘော်ဒီချင်းဝမ်မောင်30ကိုပေါင်းချင်းက1လို့90အခုမြန်မာစံတော်ချင်းညနေ3:27မိနစ်အချိန်မှာလည်းဒီချင်းပဲဗျအဲ့တော့ဒီနှစ်သိန်းတွေ့ဘူးဆုံဘူးတဲ့အချိန်နဲ့မှာဖွင့်ပြီးတဲ့ချင်းတွေကိုလိုက်ကြည့်တဲ့အခါအများဆုံးတကြေနှုတ်90ဝင်ရောကနေတကြေနှုတ်60 90 80စတဲ့အဖြစ်ပေးတယ်အဲ့ထက်ပိုပြီးပြင်းရင်တကြေနှုတ်100ပဲပေးလိမ့်ရှိတယ်ဒီနေ့ဒီ Everton သင်းရဲ့1.30ဆိုတဲ့ဘော်ဒီကြီးကတော်တော်ကြီးကိုပြင်းတော့ အမေကျွန်တော်ကဒီအင်ရှင်တင်းတွေရဲ့ဝမ်ပေါင်းတက်နှုတ်90ဝင်ရိုးကိုတော့မကြိုက်တာပြဒီဝမ်ပေါင်း30ကိုကြိုက်ဖို့ဆိုတာတော်တော်လေးကျွန်တော်အတွက်ခက်တယ်အင်ရှင်တင်းကအခုလိုဝမ်ပေါင်း30ကြီးတွေဟာနိုင်ကြီးပြအနေဆုံးတကိုးနဲ့တော့နိုင်သွားနိုင်တယ်အဲ့ဒီအချက်တစ်ချက်လည်းဒီပွဲပါရှိတယ်ကျွန်တော်ပုံမှန်ပြောခဲ့တဲ့အတိုင်းပဲဒီပွဲကိုကျွန်တော်ဘလန်ဆီယာကွဲနဲ့လဲသွားနိုင်ကြီးတော့ကြီးပြင်းတယ်ရန်ကဲအရလည်းဒီပွဲကကြီးပြင်းတယ် ပြီးတော့တစ်သက်လုံးဒီသင်းတွေဖွင့်ပေးခဲ့တဲ့ market history ရလည်းဒီတရင်တော့90ဝင်ရိုးနဲ့ပဲတောက်လျှောက်ပေးနေကြသင်းကို1ပေါင်း30ဆိုတာကလည်းတော်တော်လေးပြင်းတယ်ဗျ။ဒါပေမဲ့ကျွန်တော် Everton သင်းကိုကျွန်တော်မကြိုက်ဘူး West Ham ပဲကြိုက်တယ်။ပြီးတော့ဒီပွဲမှာကျွန်တော် Go Out ပါကြိုက်တယ်။ Everton တို့အနိုင်ရမယ်ဆိုရင်တော့အဲ့ဒီ1ပေါင်း30မှာ30လောက်ပဲအနိုင်ရသွားနိုင်တယ်လို့ကျွန်တော်ကယူဆတာဗျ။ပြီးတော့ဒီ Go Out ချင်းနှစ်နှုတ်90မှာ West Ham ကိုတကူပေးထားတယ်လို့ကျွန်တော်ယူဆနေတဲ့အတွက် West Ham body ကိုကျွန်တော်ကြိုက်ရခြင်းဖြစ်ပါတယ်။ လက်ဇာနဲ့ရီယယ်အိုဗီယာဒိုကစားကြမဲ့ဘွဲကလည်းတနားရီခွဲပဲအဲ့ဒီဘွဲစတဲ့ချင်းမှာ1.30ဘလန်ဆီယာကပေးခဲ့တယ်ကိုပေါင်းချင်းကနှစ်အနှုတ်50ပေးခဲ့ပါတယ်အခုမြန်မာစံတော်ချိန်ညနေ3:24မိနစ်အချိန်မှာဘလန်ဆီယာတင်းကနေပေါ်ရီချင်း1.50အတိဖြစ်လာတယ်ကိုပေါင်းချင်းကတော့ဒီချင်းပဲဗျတိတ်မြန်မာစစပြောင်းလဲမှုမရှိဘူးနှစ်အနှုတ်40ဖြစ်လာတယ်ဘလန်ဆီယာတင်းဒီလာလီဂါမှာစုပေါင်း6ဘွဲကစားပြီးတဲ့အချိန်မှာ3ဘွဲပေါ်ရီချင်းအောင်ထားတယ်2ဘွဲပေါ်ရီချင်းကျပြီးတော့2ဘွဲပြန့်ခွာထားတယ် အိမ်ပွဲမှာကစားတဲ့စုစုပေါင်းတစ်ပွဲနှစ်ပွဲသုံးပွဲမှာလုံးဝကြေရှုံးထားတာမျိုးမရှိဘူးနှစ်ပွဲနိုင်ပြီးတော့နှစ်ပွဲကြေအောင်ပြီးတော့တစ်ပွဲကြေပြန်ခွာထားတယ်။အိမ်ပွဲအဲ့ဒီသုံးပွဲမှာလည်းတစ်ပွဲပဲသူတို့ဂိုးပေးခဲ့ရပြီးတော့နှစ်ပွဲမှာဂိုးမပေးထားဘူးဗျာ။ရီယယ်ဥပီယာတို့ကြတော့လာလီဂါမှာကစားထားတဲ့စုပေါင်း6ပွဲမှာ5ပွဲအထိကြေကျထားတယ်။နောက်ဆုံး3ပွဲဆက်သူကြေကျထားတယ်။အိမ်ပွဲမှာဆိုစစ်တက်ကို1-0နဲ့နိုင်တဲ့တစ်ပွဲပဲသူကြေအောင်ထားတယ်။ပြီးတော့ဒီအသင်းကဒီအဝေးဝင်းသုံးပွဲမှာလည်းတစ်ပွဲမှာဂိုးမသွင်းထားနိုင်ဘူး။ အစီဝါလည်းသူကိုမသွဲနိုင်ဘူးဂီတာဖီကိုလည်းကိုမသွဲနိုင်ဘူးဘီလာရီရဲ့အသင်းကိုလည်းကိုမသွဲနိုင်ဘူးလာလီဂါစုစုပေါင်း6ပွဲကစားပြီးချိန်မှာသွင်းကိုလေးက2ဂိုးပဲရှိတာဒီပွဲမှာပေးထားတဲ့ဂျေကဒီဝမ်ပေါင်း30နဲ့နောက်ကနှိမ့်အနှုတ်40ဖြစ်နေတယ်ဘော်ဒီဂျေနဲ့ဂိုးပေါင်းဂျေကကတ်လွန်းနေတယ်ကျွန်တော်ကအခုလိုဘော်ဒီဂျေနဲ့ဂိုးပေါင်းဂျေကတ်တဲ့ပွဲတွေမှာဂိုးပေါင်းအပေါ်ကိုကျွန်တော်ကြိုက်လိမ့်စီကိုဘောကြည့်ရင်တော့ real overdo ကိုရမှဖြစ်ပါဗျာဆိုတော့ဒီဘက်မှာ overdo ဒီအဝေးကွင်းပထမဆုံးကိုစရမယ်လို့လည်းထင်တယ်ပြီးတော့ ဒီပွဲမှာ Obiano ကြည့်အောင်သွားနိုင်မယ်လို့လည်းကျွန်တော်ယူဆထားတယ်။ဘာကြောင့်လဲဆိုတော့ Valencia နဲ့ Obiano ကြားမှာကွာဟမှုတော်တော်များတယ်။ Valencia တင်းပြီး La Liga မှာဘလော့ပွဲဆုတ်ပြတ်နေပါသေးတယ်။ဒီတင်းကဒီဈေးကွက် flow မှာတော့ဈေးကွက်မှာတော့ဒီအတင်းကြီးလို့မျိုးကြီးတွေပေးလိပေးထားရှိတယ်။အဲ့တော့1.50မှာလက်ရှိ1.30ကနေ1.50အထိဖြစ်လာတယ်။ကျွန်တော်တင်တော့ဒီပွဲ Valencia ရဲ့ body ကြီးဒီတက်ထက်ကြလာလိမ့်ဦးမယ်လို့ယူဆတယ်။1.80 80လောက်တော့ဖြစ်ကောင်းဖြစ်လာတယ်။ ဒီဘွဲမှာ OBR တို့အသင်းပေါ်တွေကြိုက်တယ်နှစ်ဖက်သွင်းဖို့ရှိမယ်လို့ယူဆလို့ကိုပေါင်းအပေါ်ပါကြိုက်ပါလေမြန်နောက်ထပ်တစ်ဘွဲက CDA ရဲ့ software ပါမနဲ့ Torino တို့ကစားကြမယ်ဘွဲဒီဘွဲကည7နာရီတိမှကစားမှာဖြစ်ပါတယ်ဒီဘွဲမှာပါမက engine ပါမအသင်းကနေ body ကြေးတရေနှုတ်30ပေးထားတယ်ကိုပေါင်းကြေးကနှစ်အနှုတ်40ဆိုပြီးတော့ပေးထားတယ်မြန်လက်ရှိပါမသည်မိနစ်တုံးကပုံစံမျိုးတော့ပြန်မရသေးဘူးပြ Torino လည်းအဲ့လိုပဲဒီရာသီအစမှာတော့ချောက်ကိုယုံကန်နေရတယ်ဒီဘွဲမှာကျွန်တော်ကိုအောက်တစ်ကြောင်းပဲကြိုက်ပါတယ် နောက်ထပ်တစ်ပွဲကဂျင်နော်နဲ့လာသီတို့ကစားကြမဲ့ပွဲစီးရီးရဲ့နောက်ကျပွဲတနင်္လာနေ့15မှာဖြစ်ပါတယ်။ဒီပွဲဒီဘော်ဒီဂျေးဒဲဝင်ရုပ်ဖွင့်ပေးထားပါတယ်။မြန်မာဂျေးနဲ့ဆိုရင်လာသီယိုတင်းကနေတရေအနုတ်30လောက်ထွက်ပါတယ်။ကိုမောင်ဂျေးဒီ 2D ဝင်ရုပ်ဖြစ်ပါတယ်ဗျာ။မြန်မာဂျေးနဲ့ဆိုရင်တော့နှစ်အနုတ်15လောက်ဖြစ်ပါတယ်။ဆိုတော့ဒီပွဲရဲ့မြန်မာဂျေးဒီလာသီယိုတင်းကနေတရေအနုတ်30ကိုမောင်ဂျေးက2အဲနှစ်အနုတ်20ပေါ့။ဂျင်နော်အသင်းဒီဒီယာဒီမှာရုံးကန်နေရတယ်။အိမ်ကွက်နှစ်ပွဲကစားပြီးချိန်မှာတကူမှသွင်းဖို့မရှိသေးဘူး။ အဲ့လိုပဲလာတယုတ်တဲ့ကလည်းအဝေးကွင်းကစားပြီးတဲ့နှစ်ပွဲမှာလုံးဝကိုမရတာအေးကွင်းကိုမရတာတဲ့အတင်းနဲ့အဝေးကွင်းကိုမသွင်းနိုင်တဲ့အတင်းဒီနှစ်တဲ့ကစားမဲ့ပွဲမှာလက်ရှိဒီနှစ်တဲ့ရဲ့ဖြစ်နေတဲ့ Garden Fountain မဲ့ Bogi ကဒီပွဲမှာကြေဖွဲ့ပေးတာကျွန်တော်ဒီပွဲမှာဂိုးပေါင်းအပေါ်တစ်ချောင်းပဲကျွန်တော်ကြိုက်ပါတယ်ဗျာအစုံးလေးလက်ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ချစ်ပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးကြပါစေအာတမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ